အားလုံးပဲမင်္ဂလာပါဆရာမတော့ဆရာမပုံညာကလျာဏိခေါဒေါက်တာဖြူဖြူတွင်ပဲဖြစ်ပါတယ်ဒီနေ့မှာဆရာမဘာပြောပြချင်တယ်လဲဆိုအိမ်တောင်ရေးကန်အားနေတဲ့သူတွေလည်းတော့ပေါ့နော်ဘယ်လိုမျိုးအိမ်တောင်ဘက်ကိုသဘောထားရင်ကိုယ့်ရဲ့အိမ်တောင်ရေးကန်ပိုကောင်းနိုင်တယ်လဲဆိုတဲ့အနေအထားကိုပြောပြမှာပဲဖြစ်ပါတယ်ဒီတော့ကြည့်အောင်နော်အကယ်၍များကိုယ့်ရဲ့လက္ခဏာမှာပေါ့နော် တနင်းငွေချိုးဖုံအားကောင်းနေလို့ရှိရင်အိမ်တော်ဘက်ကိုအဖေလိုမျိုးသဘောထားပါကိုရဲ့လက္ခဏာမှာတနင်္လာဂျိုကုံအားကောင်းနေတယ်ဆိုလို့ရှိရင်အမေလိုမျိုးသဘောထားပါအဲကိုရဲ့ဒီလက္ခဏာမှာပေါ့နော်အင်္ဂါဂျိုကုံနေအားကောင်းနေတယ်ဆိုရင်တော့မောင်နှမလိုမျိုးသဘောထားပါကိုရဲ့ဗုဒ္ဓဘူးဂျိုကုံမှာအားကောင်းနေတယ်ဆိုလို့ရှိရင်တော့ကိုဒီမိတ်ဆွေတငယ်ချင်း အနေနဲ့သဘောထားပါ။အဲနောက်ပြီးရင် ကိုယ့်ရဲ့ကြာတာပတိချိုပုံမှာအကောင်းနေတယ်ဆိုလို့ရှိရင်တော့ကိုသည်ဆရာသမားအနေနဲ့သဘောထားပါ။တောက်ကြချိုပုံမှာအကောင်းနေတယ်ဆိုလို့ရှိရင်တော့ချစ်တူအနေနဲ့သဘောထားပါ။အဲစနေချိုပုံအကောင်းနေတယ်ဆိုလို့ရှိရင်တော့ကိုသည် တနာချစ်နဲ့ချင်ရမယ်ဆိုတာမျိုးပြတယ်။အဲဒါကတော့နမူနာလက်ပုံတစ်ခုကိုပြတာပေါ့နော်။ဒါကဒီလမ်းကြောင်းကိုဆရာမကအရင်တုန်းကရှင်းပြထားတဲ့အနေထားတစ်ခုမလို့ဒီလက်ပုံကိုသုံးထားတာ။ဒါကဂျိုးကုံနေမသိမှဆိုလို့တချို့ကဂျိုးကုံကဘယ်ဟာမှန်းခေါ်မှန်းမသိမှဆိုလို့ဆရာမနမူနာ ပြလိုက်တာပေါ့လေဒါပေမဲ့ဂျိုးကုံအားကောင်းတာရဲ့အဲ့ဒီဂျိုးကုံပေါ်မှာရှိနေတဲ့အမှတ်အသားတွေမကောင်းဆိုလဲအဲ့ဂျိုးကုံကညံ့တယ်လို့ပြောလို့ရတယ်အဲ့ဒီဂျိုးကုံမှာကောင်းတဲ့အမှတ်အသားရှိနေရင်တော့အားကောင်းတယ်လို့ယူလို့ရတယ်ပေါ့လေဒါကစကားချက်ပေါ့လေအဲ့တော့ကိုက အဲကိုယ့်ရဲ့အိမ်တော်ရေကံမကောင်းဘူးဆိုလို့ရှိရင်ကိုကကိုယ့်ရဲ့အိမ်တော်ဘက်ကိုပေါ့နော်မြင်တဲ့အမြင်သဘောထားကိုပြောင်းပြီးတော့ဆရာမအခုလိုမျိုးရှင်းပြထားတယ်လို့မျိုးကိုယ့်လက္ခဏာကိုကိုကြည့်ပြီးတော့ဆက်ဆံပါသဘောထားပါအဲ့ဒါဆိုရင်ကိုယ့်ရဲ့အိမ်တော်ရေကံလေးကောင်းလာပါလိမ့်မယ်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေ